2015ရွေးကပွဲတုန်းကရွေးကော်ဥက္ကဋ္ဌဥတည်ကိုတိုင်က30ရာနှုန်းလောက်တော့မှားနိုင်ပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်1960 1956 19ရွေးကပွဲတွေတုန်းကစစ်တပ်ဘက်ကရိမ့်တဲ့ပါတီတွေမဲထဲဖို့ဖိအားပေးတာတွေ6လောင်းပြန်4လောင်းပြန်လူတက်မှုတွေဖြစ်ခဲ့ကြတယ်မဟုတ်ပါလားတမိုင်းတခြားစစ်တပ်ဘက်ကိုရိမ့်တဲ့ပါတီတွေဘယ်တုန်းကမှ အနိုင်မရခဲ့ပါဘူး တပ်ကအရာရှိကြီးတွေဟာတီမြဲဘက်ကဘဲလိုက်ခဲ့ကြလို့ရွေးကောက်ပွဲပြီးတော့အဲ့ဒီလူတွေကိုဥနေဝင်းကအရေးယူခဲ့တာတွေတောင်ရှိခဲ့တာပဲနောက်တော့လဲတီမြဲဘက်ကဥပဆွေနဲ့ဥကြုံငိမ့်အတွဲက မရှုမလရှုံးခဲ့တာပါပဲလူလူထဲမှာအဲ့ဒီတုန်းကလူတီမြဲမဲတန်ရှင်းလို့တောင် ပြောခဲ့ကြပါသေးတယ်2015တုန်းကအဖြစ်ပြက်ကလေးတစ်ခု ရှိခဲ့ပါတယ် ဗိုလ်ချုပ်တယောက်ကသူ့အမျိုးတွေအများကြီးရှိတဲ့ပဲခူးတိုင်းတဲကမြို့နယ်တစ်ခုကနေဝင်ပြိုင်ပါတယ်။စီယုံရေးစင်းတော့သူ့အတော်တွေနှမတွေအိမ်ကိုသွားပြီးစီယုံတာပေါ့။ဟိုကလည်းထဲ့ရမှာပေါ့မင်းကိုပဲမဲထဲ့မှာပါ။ဘာညာနဲ့ကြည်ကအောင်ပြောလိုက်ကြပါတယ်။အိမ်ဦးကမှချိန်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုတော့အိမ်အတွင်းကားကိုခဏပြောင်းချိန်ထားရပါတယ်။သူပြန်သွားမှအိမ်ရှိမှပြန်ထားရတာပါ။နောက်တော့လေ အဲ့ဒီပုံကိုမဲအပြက်အတတ်နဲ့ရှုံးသွားတာပါပဲလူတီမြဲမဲတန်ရှင်ဆိုတာမျိုးပုံမဟာလာကလည်းဒါမျိုးတွေအကုန်သိထားပါတယ်1960ခုနှစ်တုန်းကဥပဆွေကနိုင်ရင်လဲနိုင်ရမယ်ရှုံးရင်လဲနိုင်ရမယ်လို့ကြွေးကြော်ခဲ့ဘူးပါတယ်အခုတော့မဟာလာကဒီသင်ကန်းစာတွေယူထားပြီးပြီဆိုတော့ဒီအဆင့်ကိုအယောက်မခံပါဘူး NLD SNLD တွေအသာထား NDF ကိုတော့အပါမခံတော့ပါဘူးခြေပြီးတုပ်ပြီးမရှက်မကြောက်တယောက်တည်းပြိုင်နာတဲ့တောင်ပူပြီးသေးချအောင်လုပ်နေတာဖြစ်ပါတယ်